ကလေးလေးတွေမွေးပြီးတော့24နာရီကြော်မှ အသားဝရဲဆိုရင်တော့ဒါကတဘာဝအတိုင်းပုံမှန်အသားဝခြင်းပဲဖြစ်ပြီးတော့မွေးပြီး24နာရီအတွင်းမှအသားဝရဲဆိုရင်တော့ဒါက ယောဂတစ်ခုခုကြောင့်အသားဝါခြင်းပဲဖြစ်ပါတယ်။ယောဂအခြေအနေပြင်းထန်မှုကိုကြည့်မယ်ဆိုရင်ရိုးရိုးအသားဝါခြင်းကကျမတို့တွေကအလေအလတ်လောက်ပဲပေါ့နော်မပြင်းထန်မှုသူသေးတစ်ခါတလေဆိုရင်မတိမတာလေးပဲဝါရမျိုးဖြစ်တတ်ပြီးတော့ယောဂကြောင့်အသားဝါခြင်းဖြစ်တယ်ဆိုရင်တော့ဒါကယောဂအခြေအနေပြင်းထန်ပြီးတော့တစ်ခါတလေမှာအသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်တတ်ပါတယ်။အသားဝါတာဘယ်နည်းကြာမှာလဲဆိုရင်ပုံမှန်သဘာဝတိုင်းအသားဝါခြင်းက 14ရက်အောက်ပဲကြာတာဖြစ်ပြီးတော့ဒီယောဂကြောင့်အသားဝါခြင်းကတော့14ရက်နဲ့အထက်ကြာနိုင်ပါတယ်ကုသမှုမှာဆိုရင်တဘာဝတိုင်းအသားဝါခြင်းကဘာမှလုပ်ပေးစရာမလိုဘူးတခါတလေဆိုတခါတလေဆိုရင်မီးလေးပြလိုက်တယ်ဆိုရင်ရပါပြီဒါပေမဲ့ယောဂကြောင့်အသားဝါတယ်ဆိုရင်တော့ကျမတို့သွေးတွေစစ်တာတွေသွေးတွေဖောက်တာတွေဆေးသွင်းတာတွေကုသမှုတွေအများကြီးလုပ်ပေးရမှာပဲဖြစ်ပါတယ်ဖြစ်နိုင်တဲ့အကြောင်းတရားတွေကတော့ပုံမှန်တဘာဝအတိုင်းအသားဝါခြင်းမှာဆိုရင် ကလေးလေးရဲ့အသေးရကောင်းမွန်စွာမဖွင့်ပြိုးတာမျိုးခန္ဓာကိုယ်မှာသွင်းညီဥတွေပြိုကွဲပြီးတော့အဝါရောင်ဓာတ်ပေါင်းတွေထွက်လာတာမျိုးကြောင့်အသားဝါနိုင်ပါတယ်ယောဂကြောင့်အသားဝါခြင်းမှာတော့ကလေးလေးမှာယောဂပိုးတွေကုဆတ်ခံရတာကလေးလေးရဲ့သွေးနဲ့မိမိရဲ့သွေးကကိုက်ညီမှုမရှိတာနဲ့တခြားသောမွေးရာပါယောဂအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ကလေးအသားဝါတာကမွေးပြီး24နာရီအတွင်းမှာ အသားဝါတာစနေပြီဆိုရင်တော့အချိန်မစွဲပဲ ပေါ်ဆမတင်ပဲနဲ့စေယုံစည်းကမ်းကိုသွားတင်တာဆရာဝန်ကိုတိုင်ပင်ပြသတဲ့နာလုပ်တင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမဒေါက်တာ Grace ပါ